မြန်မာနိုင်ငံမှာမုတ်တုံလေမဝင်သေးပဲအပူချိန်မြင့်မားတဲ့နှွေကာလဖြစ်ပြီးငိုးကြိုးမုန်တိုင်းနဲ့လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်နိုင်တဲ့အချိန်လေးဖြစ်ပါတယ်။ဒါ့အပြင်ဧပြီလမှာဖြစ်ပေါ်လေးရှိတဲ့သဘာဝဘေးအန္တရာယ်တွေကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။ဧပြီလဟာမိုးကြိုးမုန်တိုင်းတွေမကြာခဏကြာရောက်တတ်ပြီးလေပြင်းတိုက်ခတ်မှုမိုးသီးကြွေခြင်းနဲ့လျှက်စီးလက်ခြင်းတို့ဖြစ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့် တစ်ပင်ကြီးများလဲကြခြင်းအိမ်မိုးပျက်စီးခြင်းလျှက်စစ်တပ်အားပြတ်တောက်ခြင်းတို့ဖြစ်နိုင်ပါသည်။နှစ်စဉ်အပူဆုံးလတွေထဲမှာပါဝင်ပြီးအထူးသဖြင့်မကွေးမန္တလေးစကိုင်းစတဲ့အလဲပိုင်းဒေသတွေမှာ အပူချိန်၄ဆက်အထက်ရှိနိုင်ပါသည်။အပူလိုင်းတန်ကြောင့်ရေတက်ခန်းခြောက်ခြင်းအပူငန်းဖောက်ခြင်း heat stroke နဲ့မီးလောင်မှုအန္တရာယ်မြင့်မားပါသည်။ မီးလောင်ခြင်းအနေနဲ့၆သွေးတဲ့ရာသီဥတုကြောင့်တက်တော်မီးလောင်မှုတွေကျေးရွာနဲ့မြို့ပြမီးလောင်မှုတွေဖြစ်နိုင်ခြင်းမြင့်မားပါတဲ့။လျှက်စစ်မီးတိုက်ကက်ခြင်းမီးပိုချောင်သုံးတန်းငွေများပောက်ကွဲခြင်းတို့ကိုလည်းသတိထားရပါမယ်။ရေရှားပေါင်းမှုနဲ့၆သွေးမှုအထူးသဖြင့်မြန်မာနိုင်ငံအလဲပိုင်းနဲ့မုတ်တုံမတိုင်သေးတဲ့ဒေသတွေမှာရေရှားပေါင်းမှုပြဿနာကြုံရနိုင်ပါတယ်။စိုက်ပျိုးရေးအတွက် ရေခက်ခဲနဲ့ကြုံရနိုင်သလိုတောက်တုံးရေပြက်လက်မှုလည်းဖြစ်နိုင်ပါတယ်။ ကာကွယ်ရေးနည်းလမ်းများမိုးကြိုးမုန်တိုင်းအတွက်မိုးကြိုးပစ်နိုင်ခြေရှိရင်တရက်စစ်ပစ်တာကိုကာကွယ်ဖို့တစ်ပင်အနီးရေကန်နားမှာမနေပါနဲ့အပူလိုင်းတံအတွက်ရေများများတောက်နေပူတဲ့အကြာကြီးမထွက်ပါနဲ့မြင်းနေရဲ့အတွက်မိဘေကင်းရေးတည်ထားလျှက်စစ်မီကြိုးပြတ်တာတွေကိုစစ်ဆေးပါရေရှားပမှုအတွက်ရေကိုခြွေတာသုံးဆွဲပြီးမိုးရေတို့လောင်နိုင်ရင်ကြိုတင်စီစဉ်ထားပါ။